င်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ23ရက်နေ့အတွက် People's Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဂျမောကပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါစစ်ပွဲပြီးသွားပြီလို့ American သမ္မတ Donald Trump ကကြေညာခဲ့ပါတယ်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီး American ကထဲထဲဝင်ဝင်ပါဝင်ညှိနှိုင်းပေးခဲ့တဲ့နောက်အခုရလဒ်ကို Trump က October 12ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ် နှစ်နှစ်ကျော်ကြာအောင်စစ်ခင်းတိုက်ခိုက်နေတဲ့ Hamas ပျောက်ကြားတပ်ဖွဲ့နဲ့ Israel တို့က Trump ဂျားဝင်ညှိနှိုင်းပေးခဲ့တဲ့ငြိမ်းချမ်းရေးအစိုးပြချက်တွေကိုလက်ခံသဘောတူခဲ့ပါတယ်။အဲနောက် Trump ကငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲတစ်ခုတက်ရောက်ဖို့အရှိအလဲပိုင်းဒေသကိုထွက်ခွာခဲ့ပါတယ်။ဆွေးနွေးမှုတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာခက်မြန်မြန်ပဲတိုးတက်လာခဲ့ပြီး October 17ရက်နေ့မှာတည်း Hamas က Israel တရားခံတွေကိုစပြီးလှုပ်ပေးလာပွဲရှိနေပါတယ်။ ဟာမတ်ကတစားကန်တွေပြန်လွှဲပြောင်းပေးရေးကိစ္စကိုစတင်ပြင်ဆင်နေပြီလို့လည်းသိရတာပါအပြန်လှန်အနေနဲ့အစ္စရေးကလည်းပါလာစတိုင်းအကျဉ်းသား2000လောက်ကိုလွှတ်ပေးမှာပါဒါပေမဲ့အောက်တိုဘာ12ရက်နေ့ညပိုင်းအထိနောက်ဆုံးအပိသက်သဘောတူညီမှုရရှိရေးမှာညှိနှိုင်းဖို့မပြတ်ဘဲကြံနေတဲ့ကိစ္စတခုရှိနေတယ်လို့ဟာမတ်သတင်းရင်းမြစ်နှစ်ဦးကပြောပါတယ်အဲ့ဒါကတော့အစ္စရေးအနေနဲ့ပါလာစတိုင်းကောင်းဆောင်9ဦးကိုလွှတ်ပေးရမယ်လို့ဟာမတ်ကခိုင်မာတောင်းဆိုနေတာချောင်းပါ ဒါပေမဲ့ Trump ကတော့ Washington ကနေထွက်သွားချိန်မှာသတင်းထုတ်တွေကိုယုံကြည်မှုအပြည့်နဲ့စစ်ပွဲပြီးသွားပြီဆိုတဲ့စကားကိုပြောခဲ့တာဖြစ်ပါတယ်။နောက်ပြီးဒီခရီးစဉ်ကတိတ်ကိုထူးခဲ့တဲ့တစ်ခုဖြစ်လာမှာလို့လည်း Trump ကပြောခဲ့ပါတယ်။သူက Israel မှာခရီးတစ်ထောင်နားပြီး Israel လွှတ်တော်မှာမိန့်ခွန်းပြောမယ်လို့ယူဆရပါတယ်။အဲနောက်သူက Egypt နိုင်ငံစီခရီးဆက်ပြီးသူရဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံကိုထောက်ခံခဲ့ကြတဲ့ကမ္ဘာနိုင်ငံကောင်းဆောင်တွေနဲ့အစည်းအဝေးလုပ်မှာဖြစ်ပါတယ်။ကုလသမဂ္ဂအကြီးအကဲ Britain, Italy, Spain ပြင်သစ်နဲ့ Jordan တို့လိုနိုင်ငံတွေရဲ့ခေါင်းဆောင်တွေလည်းအစည်းအဝေးတက်ကြမယ်လို့သိရပါတယ်။ Trump ကဂါဇာမှာစစ်ပွဲပြီးသွားပြီလို့ကြေညာပေမဲ့သူရဲ့အမာခံမဟာမိတ်ဖြစ်သူ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ Israel ရဲ့တိုက်ပွဲဟာအဆုံးမသတ်သေးဘူးလို့မှတ်ချက်ပေးသွားပါတယ်။အတူဘူးပေါင်းဆောင်ရွက်မှုတွေကြောင့်ထူကယ်ခံနာလာတဲ့တကဘာလုံးအော်လေးစားခဲ့ရတဲ့အောင်ပွဲတွေရရှိခဲ့ကြအောင်တစ်ချိန်တည်းမှာပဲသူ့အနေနဲ့တေချာပြောချင်တာကတိုက်ပွဲကအဆုံးမသတ်သေးဘူးဆိုတာဖြစ်ကြောင်း နေတန်ညာဟုကပြောခဲ့ပါတယ်။သူကတမချန်းဆာလာအစိုးတရက်ကိုလည်းကိုးကားခဲ့ပြီးဒါဟာစိတ်လှုပ်ရှားစရာညနေခင်းတစ်ခုဖြစ်ကြောင်းမျက်ရည်တွေနဲ့ပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့ညနေခင်းဖြစ်ကြောင်းမနက်ပြန်ဆိုရင်အစ္စရေးရဲ့သားသမီးတွေကအစ္စရေးပိုင်းနဲ့ထဲပြန်ရောက်လာတော့မှဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။အစ္စရေးစစ်တပ်အကြီးအကဲဒူဘူဂျုတ်ကြီးအီယန်ဆာမားကလည်းဂါဇာစစ်ပွဲမှာအစ္စရေးကအောက်ပွဲခံနိုင်ခဲ့တယ်လို့ကြွေးကြော်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တာအတွင်းအစ္စရေးကစစ်ရေးအရာဖိအားပေးနိုင်ခဲ့တာတွေတန်တမာရေးအရာဟန်ချက်ညီညီထိုးနှံနိုင်ခဲ့တာတွေကိုကြည့်ရင်ဟားမတ်အပေါ်အောင်ပွဲရခဲ့မှန်မြင်သာနိုင်ကြောင်းသူကပြောပါတယ်အခုငင်းချရေးသဘောတူညီချက်ရဲ့အရေးကြီးဆုံးကဏ္ဍဦးအစိပ်ပိုင်းအနေနဲ့ဟားမတ်က2023အောက်တိုဘာ9ရက်နေ့ကနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုမှာဖမ်းသွားတဲ့အစ္စရေးတရားခံတွေတဲကမှာ နောက်ဆုံးလက်ကျန်48ဦးကိုပြန်လွှဲပေးမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာ20ဝန်းကျင်လောက်ကတော့တိတ်ဆုံးခဲ့ပြီလို့ယူဆရပြီးရုပ်အလောင်းတွေအနေနဲ့ပဲအစ္စရေးကိုပြန်ရောက်လာနိုင်မှာပါ။ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေအောင်မြင်ခြင်းနဲ့အတူဂါဇာမှာလူသားချင်းစာနာမှုအကူအညီတွေအလုံးအရင်ပြန်လည်ဝင်ရောက်နိုင်ရေးအားထုတ်မှုတွေမှာလည်းစစ်မှန်တဲ့တိုးတက်မှုတွေရနေပြီလို့ကုလသမဂ္ဂကပြောပါတယ်။အစ္စရေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းစစ်ဆင်ရေးတွေကြောင့်ဟာမတ်စ်အကြီးအကျယ်အထိနာပြီးဆူဆူရွရွအင်အားယိုယိုခဲ့ရပါတယ်။ ဂါဇာမှာရောပြည်ပမှာရှိတဲ့ခေါင်းဆောင်တွေအများပြပါတုတ်တယ်ရှင်းလင်းခံခဲ့ရတာပါ။ဒါပေမဲ့ဟာမတ်စ်ကိုအမြင့်ပြက်ရှင်းလင်းမယ်ဆိုတဲ့အစ္စရေးရဲ့ညီရဲချက်ကတော့မပြည့်မြောက်ခဲ့ပါဘူး။ဟာမတ်စ်ရဲ့ညှိနှိုင်းရေးကော်မတီဝင်သတင်းရင်းမြစ်တူပြောတာကတော့ဟာမတ်စ်ဟာစစ်ပွဲအလွန်ဂါဇာရဲ့စီမံအုပ်ချုပ်ရေးကဏ္ဍကိုလက်လွတ်အ short ပေးမှာဖြစ်ပေမဲ့လက်နက်ကင်လမ်းစဉ်ကိုတော့မစွန့်ဘူးလို့ပြောပါတယ်။ထရမ့်ရဲ့အစီအမံရဆိုရင်တော့ဂါဇာမှာလက်ရှိဖြန့်ကျက်ထားတဲ့အစ္စရေးတပ်တွေထဲမှာ အချို့ကပြန်လည်ရုပ်သိမ်းဆုတ်ခွာမှာဖြစ်ပြီးအစ္စရေးခြေစိုက်အမေရိကန်စစ်စခန်းတစ်ခုကကြီးမှုမဲ့နိုင်ငံပေါင်းစုံစောင့်ကြည့်ကုတ်ကဲရေးတပ်တွေကအစာထိုနေရာယူမယ်လို့သိရပါတယ်ရှင်။ရုရှားကစစ်ပွဲကိုမရက်ပဲဆက်တိုက်နေမယ်ဆိုရင်ယူကရိန်းစီထောမဟော့ဒုံးကြီးတွေပေးပို့ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆုံးဖြတ်ပွဲရှိနေပါတယ်။ရုရှားနဲ့ယူကရိန်းကြားသုံးနှစ်ခွဲကျော်ကြာမြင့်လာတဲ့စစ်ပွဲကိုရပ်ဆဲဖို့ American ဆိုရကကြားဝင်ညှိနှိုင်းနေပေမဲ့ ရုရှားကအမျိုးမျိုးအကြောင်းပြရှောင်လွှဲပြီးစစ်ပွဲတက်တန်းကိုဆွဲဆန်နေတယ်လို့ထရမ့်ကယူဆနေပါတယ်။စောပိုင်းမှာထရမ့်ကစစ်ရဲစဲရေးအတွက်ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့အနီးကပ်တီတွေဆွေးနွေးတဲ့နယ်လန့်တွေကိုတောင်းခဲ့ပါသေးတယ်။ဒါပေမဲ့အခုတော့ရုရှားရဲ့အမျိုးမျိုးလှည့်ပတ်နေမှုတွေကိုစိတ်ကုံလာပုံရပြီးယူကရိန်းကိုပိုပြီးဓာတ်ရိုက်ကြကြထောက်ခံလာနေတာဖြစ်ပါတယ်။အောက်တိုဘာ12ရက်နေ့မှာတော့ထရမ့်ကရုရှားသာစစ်ပွဲကိုမရပ်ဘူးဆိုရင်သူလဲအမေရိကန်ရဲ့တာဝေးပြထောမဟောက်ဒုံးကျည်တွေ ယူကရိန်းအတွက်အသုံးပြုခွင့်ပေးသွားဖို့ရှိတယ်လို့ပြောပါတယ်။ Trump ကယူကရိန်းစီအဲ့ဒီနည်းပညာမြင့်ဒုံးကျည်တွေထောက်ပံ့ပေးဖို့စဉ်းစားနေကြောင်းအရင်ကတည်းကသတင်းတွေထွက်နေတာပါ။ခုတော့သူကိုယ်တိုင်ကပါဒီကိစ္စပေါ်မှတ်ချက်ပေးလာတာဖြစ်ပါတယ်။အောက်တိုဘာ12ရက်နေ့တုန်းကအစ္စရေးစီမတော်ခင် Air Force 1လေယာဉ်ပေါ်အတက်မှာ Trump ကသူဟာယူကရိန်းသမ္မတဗလိုဒီမာဇယ်လမ်စကီနဲ့လက်နက်ထောက်ပံ့ရေးကိစ္စဆွေးနွေးဖြစ်ခဲ့တယ်လို့သတင်းတောက်တွေကိုပြောခဲ့ပါတယ်။ အောက်တိုဘာ17နဲ့12နှစ်ရက်စလုံးဖုန်းဆက်ဆွေးနွေးခဲ့ပြီးဇလမ်စကီကထောမဟုတ်တွေရရှိရေးတောင်းဆိုခဲ့တယ်လို့လည်းထရမ့်ကအတည်ပြုသွားပါတယ်။ထောမဟုတ်ဆိုတာကအမေရိကန်ရဲ့လက်နက်တိုက်တဲမှာစွမ်းဆောင်ရည်အမြင့်ဆုံးလက်တွေတိုက်ပွဲဝင်မှတ်တမ်းကောင်းတွေအများဆုံးပိုင်ဆိုင်ထားတဲ့ဒုံးကျည်တွေပါ။ထောမဟုတ်တွေကအကွာအဝေးကီလိုမီတာ2500လောက်ကပြင်းမှတ်တွေကိုတောင်ထိထိရောက်ရောက်ခြေမုံနိုင်တဲ့အတွက်ယူကရိန်းကရုရှားရဲ့မော်စကိုမြို့တော်ထိလက်လန်းမီအောင်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ရုရှားဘက်ကတော့ ယူကရိန်းစီထောက်မဟုတ်ဒုံးကျည်တွေထောက်ပံ့တာမျိုးမလုပ်ဘူးအမေရိကန်ကိုရည်ရွယ်သတိပေးထားပါတယ်ထရမ့်ကတော့အမေရိကန်ဟာယူကရိန်းစီထောက်မဟုတ်တွေဓာတ်ရိုက်ထောက်ပံ့မှာမဟုတ်ပဲဒုံးကျည်တွေကိုနေတိုးမဟာမိတ်နိုင်ငံတွေစီရောင်းချပေးမှာဖြစ်ပြီးနေတိုးကယူကရိန်းစီလက်လွှဲပေးတာကိုအမေရိကန်ကခွင့်ပြုပေးတာမျိုးဖြစ်လိမ့်မယ်လို့သူကရှင်းပြခဲ့ပါတယ်ဇလမ်စကီကတော့အမေရိကန်ကသာထောက်မဟုတ်ဒုံးကျည်တွေထောက်ပံ့ပေးမယ်ဆိုရင်ယူကရိန်းအနေနဲ့အဲ့ဒီလက်နက်တွေကိုရုရှားရဲ့စစ်ရေးပြတ်မှတ်တွေကိုပဲဖျက်ဆီးဖို့သုံးမှာဖြစ်ပြီး အရက်သားပြင်းထန်တွေကိုလုံးဝမတိုက်ခိုက်ဘူးလို့အာမခံထားပါတယ်။ယင်းကလည်းယူကရိန်းဟာရုရှားရဲ့အရက်သားအဆောက်အအုံတွေကိုမတိုက်ခိုက်ခဲ့ကြအောင်ဒီအချက်နဲ့တင်ရုရှားနဲ့ယူကရိန်းကြားကစံတန်ဖိုးတွေဘလောက်ကွာသလဲဆိုတာကိုမြင်သာစေနိုင်ကြောင်းဇလမ်စကီကပြောကြားသွားပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကစစ်တပ်အာဏာသိမ်းမှုကြောင့်စက်ကူစုပ်တစ်ခုဖြစ်ရောက်သွားပြီလို့ကရင်အမျိုးသားစီယုံ KNU ပါဝင်တဲ့ တိုင်းရင်းသားတော်လှန်ရေး6ဘွဲကဒီနေ့အောက်တိုဘာ23ရက်မှာပူတွေသဘောထားထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ NCA အမေရိကန်စစ်ကောင်စီကျင်းပမဲ့10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုမတက်ဖို့ဟန်ပြလုပ်ငန်းစဉ်မှာပူပေါင်းပါဝင်တာမလုပ်ဖို့တိုက်တွန်းထားပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံပြီး NCA နှစ်ပတ်လည်ဘွဲအတွက်ပူပေါင်းဆောင်ရွက်နေခြင်း။ NCA လက်မှတ်ရေးထိုးရမှာပါဝင်ခဲ့တဲ့အဖွဲ့10ဘွဲတွေက6ဘွဲကအခုလိုသဘောထားကြီးညာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတပ်ဖွဲ့6ခုကတော့ KNU ချင်းအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO လာဟုဒီမိုကရက်တစ်အစီအယုံ LDU မွန်ပြည်သက်ပါတီဆရာနာရှင် တိုက်ဖြဲရေး NMSB AD တို့ဖြစ်ပါတယ်အဲ့ဒီတဲက KNU CNF ABSDF နဲ့ PNLO တို့ကတခြားတိုင်းရင်းသားအဖွဲ့၄ဖွဲ့နဲ့အတူ2015အောက်တိုဘာ15ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့တာပါ NMSB နဲ့ LDU တို့ကတော့2018 February 23ရက်မှာ NCA လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။2021စစ်အာဏာသိမ်းမှုက NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်တာဖြစ်တယ်လို့ NCA အကောင့်ထယ်ဖော်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားပြီးစက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားစေတယ်လို့ဒီနေ့ပူတွဲကြေညာချက်မှာဖော်ပြထားတာပါ။စစ်အုပ်စုရဲ့ NCA ဟန်ပြလုပ်ငန်းစဉ်မှာပါဝင်တာက မြန်မာနိုင်ငံနဲ့ဒေသရင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့စစ်အုပ်စုကိုထောက်ခံရာရောက်နေတယ်လို့တိုင်းရင်းသားတပ်ဖွဲ့တွေကသတိပေးပါတယ်။ဒါကြောင့် NCA လက်မှတ်ရေးထိုးတာ10နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့အတူယက်တီကြောင်ပြသကြဖို့ UN ASEAN နဲ့နိုင်ငံတကာအသံတမန်တွေကိုတိုက်တွန်းထားပါတယ်။ဒီကြီးညာချက်ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ကောင်းစကားကလည်းအခုလောလောဆယ်သူတို့ရဲ့စစ်အုပ်ချုပ်ရေးတရားဝင်မှုရအောင်ဆိုပြီးဟန်ပြပွဲလုပ်တယ်လို့ပဲမြင်တယ်။သူတို့ရဲ့တရားဝင်မှုအတွက် စစ်အုပ်ချုပ်ရေးအတွက်ဒီလိုမျိုးပုံစံအမျိုးမျိုးနဲ့လုပ်နေတဲ့ပွဲတွေကိုတက်ရောက်ခြင်းဟာဒီစစ်အာဏာရှင်စနစ်ကိုသက်ဆိုးရှေ့ဖို့ကိုပဲဥတီယာရောက်မယ်လို့ကျွန်တော်တို့ကအဲ့ဒီလိုမြင်ပါတယ်ဆိုပြီးပြောကြားထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ကိုပြန်ထိန်းချုပ်ပြီးနောက်တိဘောမြို့စီဥတီစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကလွဲခေါ်ရွာကနေမကျော်နိုင်သေးပဲတအန်းတမတော် TNLA ကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။ကြောင်မဲမြို့ကိုအောက်တိုဘာ၁ရက်ကထိန်းချုပ်ပြီးနောက်ပိုင်း အောက်တိုဘာ9ရက်နေ့မှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ကြောက်မဲမြို့နယ်တွေကလွဲခေါ်ကြေးရွာကိုရောက်လာပြီးတိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ်။လွဲခေါ်ရွာကကြောက်မဲမြို့နယ်ထဲမှာရှိပြီးတီဘောမြို့နဲ့ဆက်ဆံနေပါတယ်။စစ်ကောင်စီကတီဘောမြို့ကိုလာဖို့ကြိုးစားနေပြီးသူတို့စိတ်ထင်တဲ့နေရာတွေကိုလေကြောင်းကနေမကြာခဏဘုံကျဲနေတာကြောင့်တော်ယုံတန်ယုံနေလို့မကောင်းတော့ဘူးလို့တီဘောမြို့ကန်တူကပြောပါတယ်။ဒေသခံအများစုကလာရှုံမြို့ကိုတိမ်းရှောင်နေကြပြီးကိုကန်တက်မတော် MNDAA ထိန်းချုပ်ထားတဲ့လောက်ကန်မြို့မှာလည်း ၊တွားရောက်နေထိုင်သူတွေရှိနေပါတယ်။စစ်ကောင်စီတပ်ကလွဲခေါ်ရွာနဲ့အနီးဝန်းကျင်နေရာတွေကိုလေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။အရက်သားတွေရှိနေတဲ့လွဲခေါ်ရွာကိုအောက်တိုဘာ9ရက်ညနေမှာ112လေယာဉ်နဲ့ဘုံအလုံး20ကျော်ကျဲလို့ဒေသခံ2ဦးသေဆုံးပြီး10ဦးထပ်မံဒဏ်ရာရခဲ့ပါတယ်။ TNLA က30နှစ်ဆက်ကွန်စစ်စင်ရင်နဲ့ရှမ်းမြောက်ကကြောင်မဲမြို့တီဘောနမ်ဆန်မိုင်းလုံးမူးမိတ်မန်တုံနမတူကုတ်ခိုင်းနောင်ချိုနမ်ခမ်းမိုင်းငေါ်မြို့နဲ့ မန္တလေးတိုင်းကမိုးကုံမြို့ကိုသိမ်းယူခဲ့တာပါဒီနှစ်လပိုင်းမှာစစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ပြီးခဲ့တဲ့ဇူလိုင်လကနောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်အခုအောက်တိုဘာလဆန်းမှာကြောင်မဲမြို့ကိုလည်းထပ်မံလက်လွတ်လိုက်ရပြီးလက်ရှိမှာဆိုရင်လေတီဘောမြို့ကိုဦးတည်နေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုခုခံတိုက်ခိုက်နေရပါတယ်နောင်ချိုနဲ့ကြောင်မဲပြန်လဲလက်လွတ်လိုက်ရတာကိုသင်္ကန်းစာယူအဖြေရှာနေပြီးစစ်ကောင်စီကိုတပ်ပြန်တိုက်ခိုက်ဖို့အတွက်တော်လှန်ရေးမဟာမိတ်တပ်တွေကိုလည်းဖိတ်ခေါ်ကမ်းလှမ်းထားတယ်လို့ TNLA ကပြောကြားထားပါတယ်ရှင် People's Spring ရဲ့နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုနားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်